ရသခင်ဂျေဇုတော်ချီးမွမ်းပါလေကျောင်းနှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်တခုမြောက်သောစာလံအပိုင်းငယ်တင်ပါနှင့်မတရားသောသူတို့ဤတိုက်တွန်းခြင်းသို့မလိုက်လူဆိုးတို့ဤလမ်းတွင်မရက်မနေမထီမဲမင်ပြုသောသူတို့ဤအစည်းဝေးနိုင်မထိုင်ထတော်ဖျားဤတရားတော်၌မှုလျော်၍တရားတော်ကိုနှိမ့်ညမပြတ်ဆင်ခြင်အောင်မွေသောသူသည်မင်္ဂလာရှိ၏ ကျွန်တော်ဒီနှုတ်ကပတ်တော်မှာပါကိုဖော်ပြလဲဆိုရင်တော့မတရားသောသူတွေရဲ့တိုက်တွန်းခြင်းတို့မလိုက်ပဲနဲ့လူဆိုးတို့ရဲ့လမ်းမှာလည်းမရက်မနေပါနဲ့မထီမဲ့မြင်ပြုတဲ့သူတွေရဲ့အစည်းအဝေးမှာမထိုင်မဲနဲ့ဖရာရဲ့တရားတော်မှာပဲမှု့လျော်မယ်အဲ့ဒီဖရာရဲ့နှုတ်ကပတ်တော်တရားတော်တွေကိုပဲသင်ကနေညမပြတ်ဆင်ခြင်အောင်မေးပြီးတော့ဖရာရဲ့တရားစကားကိုပဲစဉ်းစားဆင်ခြင်မယ်ဆိုရင်တော့မြင်္ဂလာရှိမယ်ကောင်းကြီးမြင်္ဂလာ ခံအပ်တော်သူ ဖြစ်မယ် ။ဒါကြောင့်မို့ဒီနှုတ်ကပတ်တော်မှာဖော်ပြခြင်းတဲ့အကြောင်းရင်းကတော့လူဆိုးတို့ဤလမ်းတွင်မရက်မနေနဲ့။မပေါင်းသင့်တဲ့သူကျွန်တော်မရက်တည်သင့်တဲ့ဘက်မှာလူဆိုးတို့ဤနဲ့သွားပေါင်းမိမယ်။သူတို့နဲ့သွားရက်မိမယ်။သူတို့ဘက်မှာသွားနေမိမယ်ဆိုရင်တော့ကျွန်တော်တို့ပါရောပြီးတော့ပျက်စီးခြင်းကိုရောက်မှာဖြစ်ပါတယ်။ဒါကြောင့်မို့မတရားသောသူတွေလူဆိုးတွေမကောင်းတဲ့သူတွေနဲ့ကျွန်တော်တို့ကသွားပြီးတော့သူတို့ဘက်မှာသွားမရက်မိဖို့သူတို့နဲ့မရောနှောမိဖို့ကျွန်တော်အင်မတန်မှအရေးကြီးပါတယ်။ ဘာကြောင့်လဲလူတို့ရဲ့လမ်းမှာသွားရက်မိမယ်ဆိုရင် သင်ပါအဲ့ဒီထဲမှာရောရောင်ပြီးတော့ပါသွားမှာဖြစ်ပါတယ်သူတို့ရဲ့အပြစ်ကြောင့်သင်ပါရောပြီးတော့အဲ့ဒီတန်ကို ခံစားရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဖခင်ရဲ့တမန်တရားလမ်းမှာပဲမှုလျော်ပြီးတော့ဖခင်ရဲ့နှုတ်ကပတ်တော်၌ပဲသင်ကစင်ကြင်အောင်မိပြီးတော့အသက်ရှင်လိုက်ပါတော်လေကြံခန်းကြီး76မှာမောရှိနဲ့အာယုံကို ပုံကန်တဲ့ကောရဒါတန်အပိယံတို့ရဲ့ပျက်စီးခြင်းအကြောင်းကိုတွေ့ရပါတယ် လေဝိအမျိုးသားကောရာကဥဆောင်ပြီးတော့ဒါသန်နဲ့အဘိရံပါဝင်ပြီးတော့ဣသရေလပြိတ္တရီထဲမှာကြော်စိုးတဲ့ဂုံတရီရှိတဲ့ဣသရေလအမျိုးသား250နဲ့တကွာမောရှင်နဲ့အာယုံကိုပုံကန်ကြတယ်။သူတို့ကမောရှင်နဲ့အာယုံတစ်ဖက်ကနေစီဝေးပြီးတော့ဘာပြောလဲဆိုရင်တော့မင်းတို့ကဖျားသခင်ဘက်မှာအမှုတော်ကိုစောင့်လုံးနေပြောချင်တဲ့သဘောကတော့မင်းတို့ကအယံကိုကြော်စိုးခြင်းတဲ့သူတွေဖြစ်တယ် ငါတို့အပေါ်မှာနေကျင်တဲ့သူတွေဖြစ်တယ်။ပရိသတ်အပေါင်းကတန်ရှင်းကြပါလေ။ငါတို့လည်းတန်ရှင်းပါလေတဲ့။မင်းတို့တန်ရှင်းတယ်လို့မင်းတို့ယူပဲဖျားမှုတော့လုံနိုင်တာမဟုတ်ပါဘူး။ငါတို့လည်းလုံနိုင်ပါလေ။အဲ့ဒါကိုမင်းတို့ကငါတို့အပေါ်မှာချီးမြှောက်ပြီးတော့ငါတို့အပေါ်မှာကြီးတဲ့ယာတို့ကိုယူထားတယ်ငါတို့ကိုအုပ်ချုပ်တဲ့နေရာမှာမင်းတို့ကနေတယ်ဆိုပြီးတော့မောရှိနဲ့အာယုံကိုသူတို့ကအဖြစ်တင်ကြတယ်အဲ့ဒီခါမှာမောရှိကကောရာနဲ့လေဝိသားတွေကိုပြောတယ်ဘုရားသခင်ကမင်းတို့ကိုပြိတ္တနဲ့ခွဲထားပြီးတော့ သူ့ရဲ့အမှုတော်ကိုဆောင်ရွက်ဖို့အတွက်ခွဲခန့်မှတ်သားတယ်။အဲ့ဒီဂျေဇုတော်ကိုမထီမဲ့ဝင်ပြုပြီးတော့ယေဘရဟိအရာကိုလည်းရှာကြသည်တကားလို့ဖော်ပြပါတယ်။တကယ်တော့ယေဘရဟိကအာယုံရဲ့အမျိုးတွေပဲလုတ်ခွဲရှိတယ်။ဖခင်ကတီးတန့်ခွဲထားပါတယ်။ဒါကိုငါတို့လည်းလုံနိုင်ပါတယ်။မောရှိမင်းကိုပဲဖခင်တုံးတာမဟုတ်ဘူး။ငါတို့ကိုလည်းဖခင်တုံးပါလေ။တကယ်တော့ဖခင်သခင်ကမတူညီတဲ့နေရာတွေမှာကျွန်တော်တို့ကိုခွဲခန့်မှတ်သားထားပါတယ်။အဲ့ဒီကောင်မောရှိနဲ့အာယုံကပြောလို့ဆိုရင်တော့ကောရာဒါသန်အပိရန်နဲ့ ဣဒရီလာအမျိုးသား250ကိုမင်းတို့ကထတော်ဖျားတစ်ဖက်၌စူဝေးကြပြီတကားလို့ဖော်ပြပါတယ်။ဖျားသခင်ကိုပြစ်မာတာဖြစ်တယ်။မောရှိက မနှက်ဖြန်နေ့မှာကောရာဥဆောင်ပြီးတော့အဲ့ဒီဣဒရီလူမျိုး250လာခဲ့ပါ။လင်မန်းကိုယူလာပြီးတော့ဖျားသခင် ရှေ့မှာဘသူကဖျားလူလဲဖျားရွေးကောက်ထားတဲ့လူလဲသိအောင်ပူဇော်ပါဆိုပြီးတော့ခေါ်ဖိတ်လိုက်တယ်။သူတို့ကမနှက်ဖြန်နေ့မှာလာကြတယ်။ ဲ့ဒီမှာမောရှိကပြိတ္တအပေါင်းကိုဘာပြောလဲဆိုရင်တော့ကောရဒါသန်အဘိယံတို့ရဲ့တဲများကိုရှောင်ပြီးတော့နေပါဘုရားသခင်ပြောထားတယ်သူတို့တဲတွေနဲ့သွားပြီးတော့နိမိကကမနေနဲ့သူတို့အထဲထဲမှာဝင်မနေနဲ့သူတို့နဲ့ရှောင်ပြီးတော့နေပါလို့ဖော်ပြခဲ့ပါတယ်မောရှိကလည်းဣသရေလမျိုးအသက်ကြီးသူတွေနဲ့တကွဒါသန်အဘိယံတို့ရှိတဲ့နေရာကိုသွားပြီးတော့ဤလူတို့နေရာတဲများကိုရှောင်ရွေးနေကြပါသူတို့ရဲ့အဥ္စာတစုံတစ်ခုကိုများမထီကြနဲ့ ဒါမှမဟုတ်ဘူးဆိုရင်သူတို့ပျက်စီးသလိုသူတို့အပြစ်ကြောင့်ပျက်စီးခြင်းသို့ရောက်သလိုသူတို့ ਨੇ ပေါင်းသင်းဆက်ဆံတဲ့သူတွေကလည်းသူတို့လိုပဲပျက်စီးသွားမယ်လို့တတိပေးပါတယ်။ကျွန်တော်ဒီနောက်ကဘက်တော့ကြည့်တဲ့အခါမှာကောရဒါသန်အပိယံတို့ရဲ့တဲတွေကိုရှောင်ပြီးတော့နေပါလို့ဖော်ပြပါတယ်။မတရားသောသူဖျားသခင်ရဲ့တစ်ဖက်မှာရက်သောသူတွေ ਨੇ ကျွန်တော်ကသွားရောနှောလိုက်မယ်ဆိုရင်ကျွန်တော်တို့လည်းသူတို့ကဲ့သို့ပျက်စီးသွားနိုင်စရာအကြောင်းရှိတယ်လို့တိတမကျမ်းစာအဖြစ်ခွန်အားယူဖို့ဖြစ်ပါတယ် အဲ့ဒီမတရားသောသူတွေနဲ့ပေါင်းဖော်မိပြီဆိုရင်သူတို့အပြစ်ကြောင့်ပျက်စီးတဲ့ခါမှာကိုယ်လဲရောပြီးတော့ပျက်စီးသွားနိုင်စရာအကြောင်းရှိလို့ဖြစ်ပါလေ။အဲ့ဒီကောရာဒါသန်အပိရန်တို့ရဲ့တဲတွေကိုဖဲ့ခိုင်းနေ။ဘာကြောင့်လဲဆိုတော့သူတို့အားလုံးကိုမြေကြီးကကွဲအပ်ပြီးတော့မြေကြီးထဲမှာအရှင်လက်လက်မြေမြူချင်းကိုခံရတယ်။ဂုဏကကောရာနဲ့လင်ပန်းကိုကင်သွားတဲ့ဣဒရီလာ250ကလည်းထရော်ပြားထန်တော်ကမိထွက်ပြီးတော့လောင်တဲ့ခါမှာသူတို့အားလုံးသေဆုံးသွားတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ် ။ဒါကြောင့်မို့ချစ်သူညစီတိုင်းမတရားသောသူတွေတိုက်တွန်းခြင်းတို့မလိုက်ပါနဲ့။လူစုတို့ရဲ့လမ်းမှာမရက်မနေနဲ့။မထီမြဲမြင်ပြုသောသူတွေရဲ့အစည်းအဝေးမှာသွားမထိုင်နဲ့။ဒီမှာပြောတယ်ကောရဒါသန်အပိရန်တို့ရဲ့တဲများကိုရှောင်၍နေပါ။ဘာကြောင့်လဲဆိုရင်တော့သူတို့အပြစ်ကြောင့်ပျက်စီးတဲ့ခါမှာကိုကသူတို့တဲထဲမှာရောက်နေမယ်သူတို့ရဲ့အနီးမှာရောက်နေမယ်ဆိုရင်တော့သူတို့ကိုမြေကြီးကမြို့တဲ့ခါမှာကိုလည်းအဲ့ထဲမှာပတ်သွားနိုင်စရာအကြောင်းရှိလို့ဖြစ်တယ် အတိပ္ပယ်ကတော့မတရားသောသူတွေနဲ့အသင်ကပေါင်းဖော်ခြင်းကိုမပြုနဲ့မတရားသောသူတွေဘက်မှာသွားမရက်နဲ့သူတို့နဲ့သွားမရောနှောနဲ့သူတို့ကိုရှောင်ပြီးတော့နေပါဘာကြောင့်လဲဆိုရင်တော့ဖရာသခင်တစ်ဖက်မှာရက်သောသူတွေနဲ့သင်ကသွားပြီးတော့ပတ်သက်မယ်ဆိုရင်တော့သူတို့ပျက်စီးသလိုသင်လည်းပျက်စီးသွားနိုင်စရာအကြောင်းရှိလို့ဖြစ်ပါတယ်ဒါကြောင့်မို့ထားတော့ဖရာကြီးတရားတော်နိုင်မှုလျော်ပြီးတော့တရားတော်ကိုပဲနေညာမပြတ်ဆင်ခြင်အောင်းမိတ်မယ်ဆိုရင်တော့ကျွန်တော်တို့ကဖရာသခင်ကောင်းကြီးမြင်္ဂလာနဲ့ဖရာသခင်ညီသက်ဝမ်းမြောက်ခြင်းကို ခံစားမယ်ဆိုတဲ့အကြောင်းဝေငါပါတယ်အားလုံးပေါ်မှာဖျက်ရှင်ကောင်းကြီးပေးပါစီ